بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على نبينا محمد وعلى آله وصحبه أجمعين أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم ألا بذكر الله تطمئن القلوب صدق الله العظيم ချစ်ခင်လေးစားပါတော်မိတ်ဆွေပေါင်းတို့ခင်ဗျာအခုတင်ဆက်နေတဲ့အစီအစဉ်ကတော့ခန်ကာဟဆန်နီယာဟဆန်နီစေနလုံးတန်းစဉ်ပြုပြင်ရိတ်တာနေစေနလုံးတန်းစဉ်ပြုပြင်ခြင်းဆိုင်ရာတည်တင်တည်အရှိတင်ရှိရတဲ့လိုအပ်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်တဲ့အစီအစဉ်ပဲဖြစ်ပါအခုဒီနေ့တင်ပြမယ့်အကြောင်းအရာကတော့ဇီကရုလ္လာအလ္လာဟ်ရှင်ရဲ့ဇီကရ်ပြုလုပ်တဲ့ ခါမှာတည်ထားရမယ့်အရာလေးတွေပေါ့စိတ်နှလုံးသားတွေကိုပြုပြင်တဲ့အခါမှာလိုအပ်တဲ့လိုအပ်ချက်တခုပေါ့အဲ့ဒီမှာစိတ်နှလုံးသားတွေကိုမိမိရဲ့စိတ်ရိုင်းတွေကိုမုံမှန်တဲ့အခါမှာမူကြဟာတာလို့ခေါ်တဲ့အဲ့ဒီစိတ်ရိုင်းနဲ့စန့်ကျင်တဲ့အလုပ်ရလေးတွေကိုလုပ်ရတာရှိတယ် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာကြီးမော်ရနာအဒုကာဒီရိုင်ပူရီရဟမတ်တူလာအလိုင်ကဘာမင်းရှိလဲဆိုတော့ဒီခက်ခဲတဲ့ကြမ်းတမ်းတဲ့အလုပ်တွေကိုလုပ်ရတာကိုပဲမူဂျာဟာဒါလို့ခေါ်တဲ့စိတ်နဲ့ဆန့်ကျင်တဲ့လုပ်ရလို့မခေါ်ပါဘူးတကယ်တမ်းကျတော့မိမိရဲ့စိတ်ရန်ရဲ့တောင်းဆိုနေတဲ့အရာတွေကိုဆန့်ကျင်ပြီးတော့ပြုလုပ်တာကိုပဲခေါ်တာဖြစ်တယ်တဲ့ခက်ခဲကြမ်းတမ်းတာတွေပဲပြောတာမဟုတ်ဘူး အဲ့မှာတခါတည်းမှာဆရာသမားတွေသူတော်စင်တွေနဲ့နှပိနာမာတွေတွားပြီးတော့မိမိကိုမိမိပြုပြင်နေအားထုတ်တယ်အဲ့လိုမျိုးမှာတော့မှတခါတည်းမှာတဲ့ဘာသာအောက်ကနဖ်ဆာနီယတ်ဟုတ်တယ်အဲ့မှာတော့မှနဖ်ဆာနီယတ်ဆိုရယ်စိတ်ရဲ့အကြိုက်လိုက်တဲ့ပုံစံလေးတွေဖြစ်သွားတတ်တယ်တဲ့အဲဒါပေမဲ့အခက်ခဲကြက်ဟိုအခက်ခဲပုံစံတော့အများကြီးတော့မရှိဘူးဒါပေမဲ့စိတ်ကမလိုလားဘူးစိတ်ရင်းကအဲဒါကို လက်မခံမှုဖြစ်နေတယ်။အဲအဲ့လိုမျိုးပုံစံလိုမျိုးမှလည်းပဲဒါမူဂျာဟာဒါလို့ခေါ်တယ်မိမိကိုမိမိအဲကြိုးစားပြီးတော့စိတ်ကိုဖြူစင်အောင်ပြုလုပ်တယ်ဆိုတဲ့တဘောလည်းတက်ရောက်ပါတယ်။အဲ့ဒီမှာဆက်လက်ပြီးတော့တယောက်ကဆရာကြီးကို မေးတာပေါ့။ဘာလဲတဲ့မူဂျာဟာဒါဆိုတဲ့နေရာမှာအလာကခွင့်ပြုထားတဲ့အဲစားဖို့အရာသာရှိတဲ့လုတ်ခွင့်ပိုင်ခွင့်စားဖို့တောက်ဖို့စားတဲ့ဖြစ်ပေါ့လုတ်ကင်ပိုင်ခွင့်ပေးထားတဲ့အရာတွေကိုစွန့်လွတ်ဖို့အရေးကြီးလာတဲ့ ဆရာကြီးကပြောတယ်မူဂျာဟာဒါဆိုတာတဲ့မပြုတ်ပိုင်တဲ့စိတ်ဆန္ဒအရာရမတ်တွေကိုအရာရမတ်တွေကနေမိမိစိတ်ကိုမိမိတားမြင့်ခြင်းကိုခေါ်ဆိုတယ်တဲ့တရားတော်ရဲ့ပုံစံအတိုင်းမိမိကိုယ်ကိုမိမိပြုစုပြောထောင်တာကိုပြောတာတဲ့တပွားတရားတော်ကဒီလိုပြုလုပ်ခွင့်ပေးထားတဲ့အရာတွေကိုကျွန်တော်တို့ကဒါဟာပြုလုပ်ရမယ်အဲ့ဒီတရားတော်ကခွင့်ပြုထားတဲ့အရာတွေကို ဘဒုကသွားပြီးဟာရမ်လောက်လို့ရမှာကုလ်မန်ဟာရမဇီနတ်လာဟ်လတီအခရဂျ်လ်ဣဘာဒီဝတ်တိုင်ဘာတီမင်ရစ်ကူရန်ချန်အမြတ်ထဲမှာလာရှင်မင်းရှိတယ်အဲ့ဒီတော့ကြောင့်မလို့မူဂျာဟာဒာဆိုတဲ့အရာဆရာကြီးကပါပြောလဲဆိုတော့မပြုတ်ပိုင်နဲ့တရားတော်ကတားမြစ်ထားတဲ့ယမန်စိတ်ဆန္ဒတွေကနေမိမိစိတ်ကိုတားမြစ်မဲ့တရားတော်ကတောင်းဆိုထားတဲ့ပုံစံတိုင်းမိမိကိုယ်ကိုမိမိပြုစုပြောထောင်းပြုလုပ်တယ်အဲ့ဒါကိုပြောတာဟာတဲ့ဂျာနဲ့တရားတော်ကပြုလုပ်လို့ရတယ်ဆိုတဲ့အရာတွေကိုတော့ မူဂျာဟာဒာမိမိစိတ်ကိုမိမိမုံမှန်ဖို့အတွက်ကောင်းဖို့အတွက်ဆိုပြီးတော့ဟာရာမပြုတ်ပိုင်မှုလို့သတ်မှတ်တာတော့မရပါဘူးပေါ့နော်ဒါပေမဲ့တစ်ခါတည်းရမှကုသတဲ့အနေနဲ့ဆရာသမားတွေဥမာဖြစ်လူငယ်လူရွယ်တွေပေါ့နော်ဇာတ်ဖြစ်ပေါ့နေကာရှားသည်မရှိဘူးထိမ်းမြားမှုတွေမရှိဘူးအဲ့လိုလူမျိုးတွေအတွက်စိတ်ခုနကပြောလို့ပေါ့နော်သူတို့ရဲ့ဒီခွန်အားတွေစိတ်ဓာတ်တွေဟိုလိုဖြစ်လာမယ်ရမက်တွေအဲ့လိုမျိုးတွေတိုးပွားလာပြီးတော့ ိုထိမ့်သိမ့်မှုခက်သွားမှဆိုလို့မှရိုးစာထားခိုင်းနေသူ့ရဲ့စိတ်ကိုပေါ့နော်သူ့မှာဟိုထိမ့်များတဲ့ဟာလည်းမရှိဘူးကိုခန္ဓာကိုယ်ရဲ့အင်အားတွေစားတဲ့ဖြစ်ပေါ့အဲ့ဒီလိုကမှအစားအသောက်လေးတွေဘလူလေးတွေတော့နည်းနည်းလျှော့စားပါဆိုပြီးတော့ပြောလိုက်တဲ့ဟာတွေတဘောကလည်းဒါဟာရမလုပ်တာမဟုတ်ဘူးသူ့ရဲ့ကျမ်းမာရေးရဥမာဖြစ်ကျွန်တော်တို့ဝင်းရှောနေတယ်နွားနို့မတောက်ခိုင်းဘူးနွားနို့တောက်လို့မပိုင်တာကိုပြောတာမဟုတ်ဘူးဝင်းရှောနေလောလောဆယ်မှာကျမ်းမာရေးရ ဝင်းရှော့နေတဲ့လူကိုသွားပြီးတော့တံပေါက်တကြွေးလို့လည်းအဆင်မပြေဘူးအဲဝင်းရှော့ပြီးပြီးချင်းမှလည်းသွားပြီးတော့အစာမာမာကြီးလည်းကြွေးလို့မရအောင်အစာအမာစားတဲ့ဟာလာဖြစ်နေတဲ့အစာတွေကိုစားတာအဲ့ဒါကိုမပိုင်ဘူးလို့ပြောတာမဟုတ်ဒါပေမဲ့အဲ့ဒီအချိန်လေးကကုသမှုရာပေါ့နော်အဲ့လိုတဘောကိုပြောတာဖြစ်တယ်တရားတော်ပိုင်နေလို့ပြောတဲ့အရာဘယ်သူမှမပိုင်ဘူးဆိုပြီးတော့လှုပ်လို့မရအောင်အဲတချို့နေရာတွေမှာဆရာသမားတွေနဲ့ကုသတဲ့တဘောလေးနဲ့လှုပ်တာလေးရှိတယ်အဲ့ဒီတဘောပါပဲတဲ့ အဲ့ဒီမှာသွားပြီးတော့အဲကျွန်တော်တို့တွေတခြားပေါ့လေတချို့ချို့သူတော်စင်နေပုံစံလေးတွေမှာကြားတယ်တချို့အစာနည်းနည်းလေးပဲစားတယ်တချို့ရေဆိုရင်ဥပုပ်တီလာတွေစောင့်ထိန်းတာတွေများတယ်ညမှာตาကျွတ်တယ်အဲ့ဒါသူ့အခြေအနေနဲ့တူပေါ့လူတိုင်းလိုက်လို့ပို့မဟုတ်အဲ့လိုမျိုးကြီးနဲ့ကိုယ့်ရဲ့ကြမ်းမာရေးကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့ခန္ဓာရင်စွာမတိပဲနဲ့သွားလှုပ်ပြီးတော့ယူသွတ်သွားတာလေဖြစ်အဓိကရည်ရွယ်ချက်ကဘာလဲဆိုဆရာကြီးကဆက်လက်ပြီးတော့ပြောပြတယ်ဒီကျွန်တော်တို့တွေအခုလိုမူဂျာဟာတာလို့ခေါ်တယ်မိမိစိတ်ကိုမိမိပြုတ်ပြင်တယ် စိတ်နဲ့ဆန့်ကျင်ပြီးတော့ပြုလုပ်တယ်ဆိုတော့ဒီအကျိုးရလတ်ကကျွန်တော်တို့လေပေါ်ပြန်တယ်မိုးပေါ်ပြန်တယ်တို့တဘာဝလွန်ပေါ့နော်ပုံမှန်ဖြစ်လိဖြစ်တာပုံစံမျိုးမဟုတ်ပဲနဲ့ဟာဘာကြားတယ်ညာမြင်တယ်ဟိုရတိတယ်ဒါတွေဘာညာဆိုတော့အဲ့ဒီအရာတွေမဟုတ်ဘူးတဲ့အဲ့လိုအရာတွေကတော့ဘာသာချားတယ်အလောင်းမယုံကြည်တဲ့လူတွေကိုမတွေ့ဘူးလားဟာဟိုမှာဟော်ကိန်းတွေထုံနေတယ်ဟိုမှာဘလိုတွေလေတွေမန်းပေးလိုက်တယ်ရေတွေမန်းပေးလိုက်တယ်ဘာတွေပျောက်သွားတယ်လို့ကောင်းသွားတယ်လို့စသဖြင့်ပေါ့ အဲ့ဒီຢာတွေရပြီးတော့လေအဲ့ဒါနဲ့အလားဂျင်းနဲ့နဲ့တက်မှုရလာမမရဘူးအလောရှင်ရဲ့ဂျင်းနဲ့နဲ့တက်မှုကဘာနဲ့ရမလဲအစ်တီဘိုင်ဆွနတ်လို့ခေါ်တယ်ကိုရောမြတ်မုဟမ္မဒ်ဆလလောဟူအလัยဟိဝဆလမ်ရဲ့လမ်းစဉ်ကိုလိုက်နာမှာပဲရမှာဖြစ်တယ်တဘောပြောချင်တာယနေ့ဒါလည်းကျွန်တော်တို့သိဖို့လိုအပ်တယ်ယနေ့ကျွန်တော်တို့မူဂျာဟာဒကိုစိတ်ကိုကိုပေါ်တော့ဆန့်ကျင်ပြီးစိတ်ရင်းကိုဆန့်ကျင်ပြီးတော့ကြိုးစားအားထုတ်တယ်ဆိုတဲ့တဘောတရားကကျွန်တော်တို့ကလေးပေါ်ပြောင်းမဟုတ်ဘူး ရေပေါ်မှာဂျိုင်နမတ်စတီခင်းပြီးတော့နမတ်ဖတ်ဖို့တော့မဟုတ်ဘူးတော့ပြည့်ကြကာရာမတ်လို့ခေါ်တဲ့အာဘာဝါနဲ့ဆန့်ကျင်တဲ့ပုံစံတကိုးတွေပါညာတယ်အဲ့လိုပုံစံတွေပြဖို့အဲ့ဒါအဓိကပန်းတိုင်မဟုတ်ဘူးအဓိကပန်းတိုင်ကကိုရောမြတ်မုဟမ္မဒ်ဆလလောဟ်အလัยဝဆလမ်ဘဝကိုဘလို့ဖြတ်တန်းသွားလဲစားတဲ့တောက်တဲ့ညမှာလူမှုရေးတွေမှာအိမ်ထောင်ရေးတွေမှာမိသားစုရေးရာတွေမှာအဲတခြားတွေနော်ပတ်ဝန်းကျင်ရေးရာတွေမှာဘာသာမတူဘူးလူမျိုးမတူဘူးပဲဖြစ်ဖြစ်ဘာသာတူလူမျိုးတူပဲဖြစ်ဖြစ်လူသားချင်းချင်းဘလို့ဆက်ဆံခဲ့တယ် ဘလို့မြတ်တာခဲ့တယ်ဘလို့ရောင်းဝယ်ဖောက်ကားခဲ့တယ်ဘလို့ကျင့်ဝတ်တွေရှိခဲ့တယ်ဆောင်းနဲ့ရှောင်းနဲ့နေအဲ့ဒီအရာတွေအားလုံးကအလာနစ်သက်ဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ကစိတ်ရောကိုယ်ပါ လုံနိုင်တဲ့အရေးချင်းအင်အားမွေးပေးတာမူဂျာဟာဒါလို့ခေါ်တယ်မိမိစိတ်ကိုပြုပြင်နေဆိုတဲ့အရာကအဲ့ဒီအရာအဓိက point ကြာနေကြာနေကျွန်တော်တို့တွေပေါ့နော်တချို့ဘလို့တွေလေ့ကျင့်လိုက်တယ်ကျင့်လိုက်တယ်ဆိုဘလို့တွေအင်အားတွေရလာတယ်စွမ်းအားတွေရလာတယ်ဒါအဓိကအဲ့ဒါကတော့အလာကိုမယုံတဲ့တွေလုံနေရတယ်ရှိတယ် ဒါလည်းတကယ်ကိုအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်မိတ်ဆွေပေါင်းတို့ခင်ဗျာဇီကီယိုလောက်လာပြီဆိုရင်ကျွန်တော်တို့တွေမှာရှိုက်တန်ကခုနောက်ကပြောတဲ့တကယ်ကိုအစ်တီဘိုင်ဆွနတ်ဆိုတဲ့အလားကိုရောရဲ့လမ်းစဉ်အတိုင်းလိုက်နာလိုက်မယ်ဆိုအလားရပါမယ်အဲ့ဒီကနေမရောက်အောင်ဆိုပြီးတော့လုံနေတာတော့ဇီကီယိုပဲအဲ့ကနေမလုပ်လိုက်လေဟာမင်းအရန်စွားအားတွေကောင်းနေပြီလူတွေကိုမလုပ်မလဲလေမန်းရှည်မန်းပဲရောက်တော့ဆေးကုပေးလိုက်ခန်းကားလာတယ်ဘိုင်းနာလို့စီမန်းလင်းလိုချင်တယ်အိမ်မှာစီးပွားရေးအခြေအနေမကောင်းလို့ဘာလေးဖတ်ချင်တယ် မပိုင်မှုပြောတာမဟုတ်ဘူးပိုင်နေလှုပ်လို့ရတယ်ဒါပေမဲ့ဒီခန္ဓာကိုယ်ဇီကေလောက်တာတော့စိတ်နှလုံးသားပြုပြင်မှုဆိုတဲ့အဓိက point ကအဲ့ဒီနေရာကိုသာဖို့အတွက်မဟုတ်နှလုံးသားကိုကုသဖို့အတွက်ဒီကအဲ့ဒီနေရာကကုသမှုဘာညာဆိုတဲ့နေရာတွေဒါဒုတိယအဆင့်ကဟာတွေပဲပြောချင်တာဟိုလူသားအချိုးပြုလုပ်ငန်းအတွက်တန်ဖိုးမရှိဘူးလားပြောတန်ဖိုးရှိပါလေလူသားအချိုးပြုတဲ့အတွက်ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်နာမ်ပိုင်းဆိုင်ရာပဲဖြစ် တို့တော်ညာလည်းပဲခန်ကာတက်ကီယာဆိုတဲ့အစီအစဉ်ကသူကနံပိုင်းဆိုင်ရာကိုအဓိကပြုပြင်ပေးတာနံပိုင်းဆိုင်ရာအင်အားတွေမွေးပေးတာနံပိုင်းဆိုင်ရာအင်အားတွေမွေးလာပြီးတော့လောက်ရက်တွေမှာစူးရှာတက်ရောက်မှုတွေကိုရောရဲ့လမ်းစဉ်အတိုင်းကိုရောရဲ့ဆွနတ်တော်တိုင်းအဲ့ဒီအတိုင်းဘလို့လောက်ခဲ့လဲကိုအဲ့ဒီအတိုင်းလုံနိုင်မှုအလားနှစ်သက်ဖို့အတွက်ဆိုပြီးတော့အဲ့ဒီအင်အားမွေးပေးတာဖြစ်အဲ့ဒါလည်းကျွန်တော်တို့အရန်သတိပြုဖို့အတွက်လိုအပ်ပါတယ်ဒီမှာလည်းဆရာကြီးကအဓိကပေးခြင်းတဲ့ message ကတော့ တရားပဲဒီတင်ကန်းစာကတော့ဒါပဲဖြစ်တယ်စိတ်နှလုံးသားကိုပြုတ်ပြင်းမှုအတွက်စိတ်ရင်းကိုစန့်ကျင်နေပြုတ်လုတယ်ဆိုတဲ့သဘောဟာတရားတော်ရဲ့ဘောင်ထဲကပဲဖြစ်ပါတယ်တက်စကီယာတွေတဆာဝုဖ်တွေဘလို့ပဲဟာကီကတ်တွေမာရီဖတ်တွေစားပြီးပေါ့ကျွန်တော်တို့ဒီမှာအစ်တူလာဟာလုခေါ်တဲ့ဝါဟာရာဘိုင်းဆိုင်ရာအများကြီးပဲကျွန်တော်တို့ဒီအဲ့လိုမျိုးတွေပြောတယ်ဘလို့ပဲပြောပြောအားလုံးကရှရီယက်ရဲ့ဘောင်ထဲကပဲဖြစ်တယ်တရားတော်ရဲ့ဘောင်ထဲကပဲဖြစ်တယ်ကုရ်အာန်ဟာဒီစ်ရဲ့ဘောင်ထဲကပဲဖြစ်တယ် ဖြစ်ရမှာဖြစ်တယ်။ဒုမတန်နဲ့လူရပန်းတိုင်ရောက်မယ်။အဓိကပန်းတိုင်ကလည်းဗါလဲအဲ့ဒီကုရ်အာန်ဟာဒီသ်ကပြောထားတဲ့ကိုရောမြတ်မုဟမ္မဒ်ဆလ္လာလာဟူအလัยဟိဝဆလမ်ရဲ့ဆွန်နတ်တော်လမ်းစဉ်ကိုစိတ်ရောကိုယ်ပါအလာနစ်သက်ဖို့အတွက်ဆိုပြီးတော့လိုက်နာနိုင်အောင်ကျွန်တော်တို့ကဒါအောင်ပြုစုပြောထောင်ပေးတာဖြစ်တယ်။အဲ့ဒီမှာလူအပ်တာလဲလူအပ်ချက်ရှင်မိမိကိုယ်တိုင်ပဲပြုပြင်လို့မရဘူး။ရှာနဗီဆဟူဆိုင်နီရဟမတ်တူလာအလัยရဲ့အဖြေလေးတစ်ခုတွေ့ရတယ်။ကုရ်အန်ထဲမှာအလ္လာဟ်ရှင်ကဝါယူဇကီဟင်တပွားတက်စကီယာလုပ်ပေးရဲဆိုတာက အရဘီလိုကျရင်တက်စကီယာတုန်ဆိုတာကသူကအလ်ဖေအလ်မူတာဒီဖေလ်မူတာဒီကန်လိုကရီယာ transitive verb ကန်လိုတယ်ပြီးလို့ချင်းခံရတယ်ဆိုတာလိုအပ်တယ်ကန်လိုကရီယာကိုသုံးထားတာအဲ့ကနေသိရတယ်မိမိဖာတာမိမိလုံးလို့မရဘူးတစ်ဖက်ကနေပြုတ်ပြင်းမွမ်းမံပေးမယ်ဆိုတဲ့ဆရာသမားလိုအပ်တယ်ပထမဆုံးကိုရိုမေမုဟမ္မဒ်ဆလ္လလာဟူအလัยဟိဝါဆလမ်ကိုရိုရိုင်းကိုဒီလုပ်ငန်းကိုလုပ်တယ်အလ္လာဟ်ဘက်ကနေ order လာတယ် ويزكيهم أجانا ما كروت عن الصحابة تابوكار صحابة تابوكار ما تابع إني صحابة يدب تابين تبا تابع إني أجانا ما أري يدب أري سينك سينك إني قنزت لينك دي شيء سموري نه يعني ده أري ما تزكية تصاب ما تاجا مولو جنون إجازة سورة يا سياد ماري يعني خلافات دي تروري يه بنا ပြုလုပ်ပိုင်ခွင့်ဒါတွေဆက်လက်ပြီးတော့ဆိုပြီးအဲ့ဒီဘာကတ်တေအဲ့ဒီရဲ့ဘောနနူရာနီယက်တေ မင်္ဂလာတွေရောက်ချီတော့စားတဖြစ်ပေါ့အဲ့ဒီရဲ့အရာတွေကိုလက်ဆင့်ခံပြီးတော့သူတို့ဘာလုပ်လိုက်လဲအမွေပေးတယ်တာဝန်ပေးတယ်ပွင့်လင်းပြောရင်အမွေပေးတယ်ဆိုတာကလည်းတာဝန်ပေးလိုက်တာယနေ့ इजाजत ခီလာဖတ်ရတယ်ဆိုတာဒါကျွန်တော်တို့ကုံမောက်မှာဖို့အတွက်မဟုတ်ဘူးဒါပျော်ရွှင်ပြီးတော့ဟိုဘွေးရတယ်ဆိုပြီးတော့လိုက်ကြွားမယ့်အရာမဟုတ်ဩဒါတာဝန်ကြီးတည့်ရဖြစ်တယ်ဒါလူတွေကိုချပြအမယ်လူတွေကိုဘောနောအလားနဲ့နီးကအောင်လုပ်ပြအမယ်ချိတ်ဆက်ပေးရမယ် connection တွေလုပ်ပြရမယ်ဆိုတော့ အဲ့ဒီ point ပဲဖြစ်ပါတယ်မိတ်ဆွေပေါင်းတို့ခင်ဗျာဒီနေ့အနေချုပ်တင်ပြလိုတာတော့တရားတော်ကဒီစိတ်နှလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေပြုပြင်တဲ့အခါမှာမူကြာဒါလို့ခေါ်တဲ့စိတ်နဲ့ဆန့်ကျင်တဲ့အရာတွေပြုလုပ်တယ်ဆိုတာလည်းပဲတရားစည်းပေါင်းထဲကနေတတ်မှတ်ထားတဲ့ပုံစံအတိုင်းဖြစ်ရမယ်အဓိကကကြီးတာသေးတယ်ဆိုတာထက်စိတ်ကစိတ်ရိုင်းကိုကျွန်တော်တို့ချိုးပြစ်ဖို့ဆိုတဲ့တဘောဖြစ်တယ်အဲ့ဒါလည်းတရားစည်းပေါင်းပုံစံထဲကဖြစ်ရမယ်ပြီးတော့အဲ့ဒီအရာရဲ့အဓိကရည်ရွယ်ချက်ကပါလဲ ိုရောမြတ်မုဟမ္မဒ်ဆလ္လာလာဟူအလัยဟိဝဆလမ်ရဲ့လမ်းစဉ်ကိုလိုက်နာရင်းနဲ့အလ္လာဟ်ရဲ့ကျင့်တမှုရရှိဖို့အတွက်ဖြစ်ပါတယ်။တခြားတခြားတော့လီပေါ်ပြန်လာတယ်၊ရေပေါ်ပြန်လာတယ်၊တခြားတခြားလည်းစွမ်းအားတွေရရှိဖို့အတွက်တည်းမဟုတ်ပါဘူး။အလ္လာဟ်ရပြီဆိုရင်အင်ရှာအလ္လာဟ်အကုန်လုံးရပြီ။အရာအားလုံးကိုမရှိရနဲ့ရှိရဖန်ဆင်းလာတာအလ္လာဟ်ဖြစ်တယ်။အဲ့ဒီအရှင်မြတ်ဟာကွန်စီတလုံးပဲဖြစ်သွားလိမ့်မယ်။အလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုအလ္လာဟ်ရှင်ကျင့်တဲ့တဲ့ဘဝတတန်းကြီးတစ်ခုဖြစ်အောင်ကိုရောယေမုဟမ္မဒ်ကိုရောမြတ်မုဟမ္မဒ်ဆလ္လာလာဟူအလัยဟိဝဆလမ်ရဲ့ဆွန်နတ်တော်တိုင်း အဲရှောက်လက်နေခြင်းချီးမြှင့်ပေးသနာတော်မူပါစေဝမဟာလိုင်းနိုင်လက်ပါလား